ဒီလိုမျိုးပရိသတ်တွေစီကအားကြောင့်မို့တဲ့သိန်းကိုအရှာသိမ့်ပိုက်ထားနိုင်ခဲ့တဲ့မြင့်မြတ်ကတော့မိမဖြစ်သူပေါ်မှာအင်မတန်မှချစ်တဲ့တဲ့သူတယောက်ဖြစ်ခဲ့ပေမဲ့လေအိနောင်တိုင်ရှင်းနေကြော်လာပြီးချိန်မှာတော့ဘသူမှမထင်ထားတော့တဲ့သတင်းတွေထလာခဲ့ပါတယ် င်းမြဲဆိုတာကတော့ကလေးကနေလူကြီးရွယ်ထိမတိသူမရှိလောက်အောင်ဂျင်းကောင်ဆိုတဲ့နာမည်တစ်မျိုးနဲ့တင်ပြိဋ္ဌတ်တွေကြားတဲ့နာမည်ရလာခဲ့သူတယောက်ပဲဖြစ်ပါတယ်။အခြားသောမိကဲမင်းသားတွေလိုမဟုတ်တဲ့မြင်းမြတ်ဟာမြန်မာတနိုင်ငံလုံးမှာရှိတဲ့မင်းသားတွေနဲ့မတူကျင်တာကြောင့်ပထမဆုံးချိန်တက်တူးတစ်ခုလုံးကိုထိုးပြီးပြိဋ္ဌတ်တွေရှေ့ကိုရောက်လာခဲ့သူလည်းဖြစ်ပါတယ်။သူအနေနဲ့ကတော့အမှုပညာမှလည်းထူးချွန်နေခဲ့သလိုအိမ်အောင်ကြီးနဲ့ပတ်သက်ရင်လည်းအမောပြေတဲ့ဇနီးချိုးလေးကိုပိုင်ဆိုင်ထားခဲ့တာကြောင့်ဒီမင်းသားကြီးမြင်းမြတ်ကိုပြိဋ္ဌတ်တွေကဇက်တိုက်အားကျနေခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒါပြင်အိမ်မှုကိစ္စတွေကိုလည်းနိုင်နေပြီးတားဖြစ်သူပေါ်ကိုလည်းအင်မတန်မှယူဆိုင်လွန်လာကြောင်းဒီလိုမိန်းကလေးမျိုးဟာဆယောက်မှတယောက်သာတွေ့နိုင်လို့မြင်မြတယောက်ကံကောင်းနေဆိုပြီးဝိုင်းပြောခင်ရတာပဲဖြစ်ပါတယ်အဲ့ဒါကတော့ဇနီချိုလေးနဲ့တူပွဲတက်လာခဲ့တဲ့အခြေအနေတစ်ခုကနေစတင်ခဲ့တာဖြစ်ပြီးဘိုင်းကောင်းကြပြီနေတဲ့ဇနီးတဲ့ရဲ့မျက်နာမကောင်းမှုတစ်ခုကြောင့်ဖြစ်လာခဲ့တာလို့ပြောရမှာပါ ပရိသတ်တွေအနေနဲ့ကတော့အမြဲတမ်းဆိုသလိုအားကြရတဲ့ဇနီးမောင်နဲ့ဖြစ်တာကြောင့်အရေးတကြီးကြီးကြည့်နေကြတာဖြစ်တယ်လို့ဇနီးဖြစ်သူခင်သူအောင်ရဲ့မျက်နှာမကောင်းမှုကိုလည်းသတိထားမိခဲ့ကြပါရဲ့ဇနီးဖြစ်သူအနေနဲ့ကတော့မိမကောင်းတယောက်ဆိုတဲ့အတိုင်းအိမ်ထဲမှာဖြစ်နေတဲ့ပြဿနာတွေစိတ်ညစ်စရာတွေကိုပတ်ဝန်းကျင်ကရေးစရာမဖြစ်ရလေအောင်အမြဲတမ်းထိသိမ့်တတ်သူဖြစ်တယ်လို့ယောက်ျားဖြစ်သူရဲ့စီးပွားရေးတွေကိုလည်းဝင်မဆွဲဘဲပဲနဲ့နားလည်ပေးတတ်သူတယောက်ဖြစ်နေကြပါရဲ့လိုမျိုးဘက်ဘက်ကနေပြေဆုံးနေတဲ့သူမဟာယနေ့မှာတော့အတင်းပြုံးထားရတဲ့စိတ်ဖြစ်စီမှုမျက်နှာတွေနဲ့တူ ပြိသက်တွေရှေ့ကိုရောက်လာခဲ့တာကြောင့်ဒါမြင်းမြဲရင်အိမ်တော်ရေးအရှုံရှင်းမရှိမှုတွေကြောင့်ဖြစ်မယ်ဆိုပြီးတော့မှန်းဆခဲ့ကြပါတယ်။အဲ့ဒါပြင်မြင်းမြဲအောင်တတူပိုင်းတွေမှာလည်းစိတ်ပါဝင်စားသူမဟုတ်ပဲအခြားသောလိုင်းပေါင်းများစွာကိုလည်းစိတ်ပါလက်ပါလုပ်တဲ့သူတရားဖြစ်ကြောင့်ပြိသက်တွေကဝိုင်းပြောလာခဲ့ပါသေးတယ်။ ပရိသတ်တွေအနေနဲ့ကတော့ကိုရီအာတီတာစိတ်တခုလေးကြောင့်နဲ့တံမိုးချရတဲ့ချောချောလာလာဇနီးကျော်လေးကိုလလမခံမဲနဲ့ထင်းလုံရုံမှာထင်းနေပါစေဆိုပြီးဝိုင်းပြီးတော့ပြောနေခဲ့ကြပါတော့ရီဒီကိစ္စမှာကြတော့မြမြတ်တို့ရဲ့အိမ်တော်ကြီးဟာလေတယောက်နဲ့တယောက်ချစ်ကြိုက်ခဲ့ကြလို့တရားဝင်လက်ထက်ယူထားခဲ့တာဖြစ်ပြီးအရင်ချစ်ခဲ့ကြတာမလို့ ကဲကရှင်ဘက်ကအစရိကိုမမေပဲဒီအိမ်အောင်ရေးလေးကိုဆက်ထိန်းနိုင်ဖို့ကိုပဲပို့ပြီးတော့စူးစမ်းမှာပဲဖြစ်ပါ යි ဒီတော့ပြည်သက်ကြီးနေနဲ့ရောမြင်းမြည့်ရဲ့အိမ်အောင်ရေးနဲ့ပတ်သက်ပြီးကိုယ့်ရဲ့ထင်မြင်လေးတွေရှင်းလင်းပြောသားပေးပါအောင်နော်အာဘိနဆိုင်ခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါ යි နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတွေနုပညာရှင်တွေရဲ့ဒီနေ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့တော့လောင်းနေပဲနှုတ်ဆက်ခဲ့ကြပါရစေ။အာပိနဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါကြောင်းကျမတို့ရဲ့ပေလီကနေပြီးတော့စူတာမြစ်တာစကားလေးလက်ဆောင်ပိုင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။အာပိနဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါရစေရှင်။